ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Sport for Agatha Channel ကနေကြိုဆိုပါရစေဒီတစ်ပတ် Premier League ပွဲစဉ်6ပြီးမှာတော့ Mikel Arteta ရဲ့ Arsenal အသင်းက Gabriel ရဲ့နောက်ချက်အနိုင်ကိုနဲ့ Newcastle အသင်းရဲ့စိတ်ချိန်ဘက်မှာအဖိုးတန်အနိုင်၃ဘက်ရယူပြီးတော့ Premier League ရဲ့အမှတ်ပေးစရာအဆင့်၄နေရာကိုတက်လိုက်နိုင်ခဲ့ပြီးတော့အဆင့်၁နေရာက Liverpool အသင်းကိုရမှတ်၂မှတ်အကွာနဲ့အဆင့်၁နေရာအတွက် PRB ရှင်းပြလျက်ရှိပါတယ်ပွဲစဉ်6ရှင်းပြပြီးချိန်မှာတော့ Liverpool အသင်းက၅ဘက်နိုင်တပွဲရှုံးရမှတ် 15မှတ်နဲ့အဆင့်တညမှာရပ်တည်နေခဲ့ပြီးတော့အာဆင်နယ်သင်းက၄ဘွဲနိုင်တပွဲတည်းတပွဲရှုံးနဲ့ရမတ်စတုံးမှတ်နဲ့အဆင့်တညမှာပဲရပ်တည်နေခဲ့တာဖြစ်ပါတယ်။အာကျွန်တော်အဆိုပါပွဲမှာဆိုရင်အရှင်နျူကာဆယ်သင်းဘက်မှာတိုက်စစ်ကလမဝူမန်တီကအသင်းအတွက်34မိနစ်မှာပဲအဖွင့်ကိုသွင်းပေးခဲ့ပြီးတော့အာဆင်နယ်သင်းအတွက်ချီပါကိုရောပွဲချိန်84မိနစ်မှာမော်ရီယိုနဲ့နောက်ကျအနိုင်ကိုတော့ပွဲချိန်ချိန်ဘူး6မိနစ်90အချိန်ဘူး6မိနစ်မှာနောက်ခံလူကပရီယာတည်ယူပြီးသွားခဲ့မှာဖြစ်ပါတယ် အခြားပွဲစဉ်တွေမှာတော့ Manchester United တင်းက Asian Brentford တင်းကိုတကူ3ဂိုးနဲ့ရှုံးနေခဲ့ပြီးတော့အဆင့်တင်းနေရာကလဘောက်တင်းကဝေးခွင်းမှာ Crystal Palace တင်းကိုနောက်ကြကူနဲ့2ဂိုး2ဂိုးဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပြီး Man City တင်းကတော့5ဂိုး2ဂိုးနဲ့ Burnley တင်းကိုကိုပြတ်နိုင်ယူသွားခဲ့တာပဲဖြစ်ပါတယ်။အဲကျွန်တော် Chelsea တင်းကလည်းအိမ်ခွင်းမှာ Everton Brighton လေးကို3ဂိုး2ဂိုးနဲ့ရှုံးနေခဲ့ပြီးတော့ Spurs တင်းကတော့ Wolves တင်းရဲ့အိမ်ခွင်းမှာ2ဂိုးစီဒီရခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။